္ဂလာညချမ်းပါရှင်2025ခုနှစ်ဇွန်လ25ရက်နေ့ Radio Energy ပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်ကျမကတော့ຫນွေဥမော်ပါပထမဆုံးတင်ပြပေးမယ့်သတင်းကတော့စကိုင်းဖရယ်ယူနစ်ဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအားစကိုင်းဖရယ်ယူနစ်လွှတ်တော်ထံဖက်ကြားတင်သွင်းခဲ့ပြီးလွှတ်တော်၏အဆုံးအဖြတ်ရယူကအတည်ပြုတဲ့သတင်းပဲဖြစ်ပါတယ်စကိုင်းဖရယ်ယူနစ်လွှတ်တော် ပြင်စမပုံမှန်အစည်းအဝေးအားယနေ့2025ခုနှစ်ဇွန်လ25ရက်နေ့နနက်10:00နာရီမှာ ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ကျင်းပခဲ့ပါတယ်။စီဝေးအဖွဲ့မှခေတ်ဆက်ဆက်ဒီမိုကရေစီအရေးတော်ပုံများနဲ့နွေဦးတော်လင်းအတွင်းကြားဆုံးခဲ့ကြသောသူရဲကောင်းများအားဂုဏ်ပြုသောအားဖြင့်ဆက်ဆက်ကငိန်သက်အလေးပြုခဲ့ကြပါတယ်။အဲဒီနောက်စကိုင်းဖရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌကဖွင့်မစကားပြောကြားပြီးနောက်ပြည်သူလွှတ်တော်နိုင်ရကဦးအောင်ကြည်ညိုနဲ့ဖိတ်ကြားထားတဲ့ဧည့်သည်တော်ဦးထွန်းထွန်းဟိတ်ဗဟုအလုံးမှုဆောင်အဖွဲ့ဝင်မြူသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကမင်ကုန်းပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက်စကိုင်းဖရဲယူနစ်လွှတ်တော်မှစကိုင်းငလျင်အတွက်လုပ်ငန်းဆောင်ရွက်ချက်များအစီရင်ခံစားကိုစကိုင်းဖရဲယူနစ်လွှတ်တော်ကိုယ်စားလှယ်တဦးကလွှတ်တော်သို့ဖတ်ကြားတင်သွင်းခဲ့ပြီးလွှတ်တော်ကမှတ်တမ်းတင်ခဲ့ပါတယ်။ဆက်လက်ပြီးစကိုင်းဖရဲယူနစ်ကြာကာလဖွဲ့စည်းပုံအခြေခံဥပဒေမူကြံပေါ်လုပ်ငန်းဆောင်ရွက်ချက်စီရင်ခန်းစာအားစကိုင်းဖရဲယူနစ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးမှလွှတ်တော်သို့ဖတ်ကြားတင်သွင်းခဲ့ပါတယ်။အဲဒီနောက်စကိုင်းဖရဲယူနစ် ဂျာကာလဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအားစကိုင်းဖရေယူနစ်လွှတ်တော်ကုစလေတအုပ်ကဖက်ကြားတင်သွင်းခဲ့ပြီးလွှတ်တော်ဥက္ကဋ္ဌကလွှတ်တော်ရဲ့အဆုံးဖြတ်ရယူကဒီပြူချောင်းကျင်းညာခဲ့တယ်လို့သိရပါတယ်ရှင်။နောက်ထပ်တင်ပြမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ဆူတောင်းဗီဒီယိုတသိန်းကျော်ပေးပို့ပြီးဂင်းနစ်စံချိန်ချိုးနိုင်ခဲ့တယ်လို့တားဖြစ်သူကိုထင်းလင်းအသိပေးဆိုတဲ့သတင်းဖြစ်ပါတယ်။ဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ဆူတောင်းဗီဒီယိုတွေတသိန်းကျော်နှိပါပေးပို့ပြီးမနစ်ကထက်ဂင်းနစ်စံချိန်ကိုချိုးနိုင်ခဲ့တယ်လို့ တားဖြစ်သူကိုထဲလဲမှသိပေးဆိုပါရယ်ဒေါံဆန်းစုကြည်ရဲ့အသက်၈၀ပြည့်မွေးနေ့အတွက်မွေးနေ့ဆူတောင်းဗီဒီယိုများကိုဇွန်လ၁၉ရက်နေ့အထိလက်ခံခဲ့ပါရယ်မိမိအတွက်မွေးနေ့ကမ်ပိန်းကအင်မတန်အောင်မြင်တဲ့အမှတ်တရတစ်ခုဖြစ်ခဲ့တယ်တကဘာလုံးရဲ့ပြည့်ရှံတဲ့ချစ်ချင်းမေတ္တာကိုရရှိခဲ့တဲ့အတွက်ကျေးဇူးတင်ရှိပါရယ်လူထောင်ပေါင်းများစွာစီကဆိုရှယ်မီဒီယာတွေပေါ်မှာချစ်ချင်းမေတ္တာအပြည့်နဲ့မွေးနေ့ဆူတောင်းဝေးများရေးသားပေးခဲ့ကြပါရယ်မိမိအတွက်မွေးနေ့ဆူတောင်းဗီဒီယိုတွေတသိန်းစုံနေပါပေးပို့ပြီး မနစ်ကဂင်းနစ်စံချိန်ကိုချွန်နိုင်ခဲ့တာတွေကစီလုံးမှုနဲ့အားပေးမှုကိုပြေဝဖော်ပြလိုက်တယ်လို့ပါပဲဒါဟာကျွန်တော်မျှော်လင့်ထားတာနဲ့အများကြီးတလွန်ပါတယ်မိမိကိုကျွန်တော်ချစ်တယ်လို့အများကြီးချစ်ခင်ပေးတဲ့အတွက်လှိုက်လိုက်လဲလဲယေရှုတင်ပါတယ်လို့ကိုထင်လင်းကဆိုပါတယ်ကမေတစ်ခုထပ်ပို့တဲ့ကဘာကအတိမတ်ပြုလက်ခံခြင်းကိုရရှိခဲ့တာဖြစ်တယ်လို့ကိုထင်လင်းကထပ်လောင်းဆိုပါတယ်ဘလောက်ပဲအတားအဆီးတွေရှိပါစေမိမိရဲ့ပြင်းပြတဲ့စိတ်ဆန္ဒတွေကကျွန်တော်တို့နဲ့အမြဲရှိနေမှာပါမိမိအတွက်ကျွန်တော်တို့လုံနိုင်ခဲ့ပြီး ဆက်လက်လည်းလှူဆောင်သွားကြပါစုလို့ကိုထင်းလင်းကဆိုပါတယ်ရှင်ဆလတ်တင်ပြပေးမဲ့တဲ့ကတော့လူသားချင်းစာနာမှုအကူအညီရမုံငွေအလင်းအမြန်မရရှိခဲ့ဘူးဆိုရင်တန်းနဲ့ချီတဲ့မြန်မာပြည်သူလူထုလိုအပ်တဲ့အကူအညီတွေရရှိနိုင်မှာမရှိဘူးလို့ဆိုတဲ့သတင်းဖြစ်ပါတယ်။လူသားချင်းစာနာမှုအကူအညီရမုံငွေအလင်းအမြန်မရရှိခဲ့ဘူးဆိုရင်တန်းနဲ့ချီတဲ့မြန်မာပြည်သူလူထုလိုအပ်တဲ့အကူအညီတွေရရှိနိုင်ပွဲမရှိဘူးလို့မြန်မာနိုင်ငံရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးမှု မစ္စတာမာကယ်လူဂျီခေါ်စီကပြောကြားခဲ့ပါတယ်။၎င်းဟာဇွန်လတွင်တာဝန်များပေးဆုံးလို့မြန်မာနိုင်ငံကထွက်ခွာသွားခဲ့ပါတယ်။မြန်မာနိုင်ငံကတုံ့ပြန်ရေးလုပ်ငန်းတွေအတွက်ရမငွေအလိုမင်းနေပါနေခြင်းကကျွန်တော်တို့ရဲ့အကြီးမားဆုံးအခက်အခဲဖြစ်ပါတယ်။ငလင်အတွက်တောင်းခံထားတဲ့ American Dollar 295ဒသမ136ရာခိုင်နှုန်းမြတ်သားရရှိထားပါသေးတယ်။ ပိုပြီးစိုးရင်စရာကောင်းတာကနှုတ်ဝက်ကျူလာခဲ့ပေမဲ့နိုင်ငံတော်ဝန်တုံ့ပြန်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ရဥတီသတ်မှတ်ထားတဲ့2025ခုနှစ်လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များနဲ့တုံ့ပြန်ဆောင်ရွက်မှုစီစဉ်အတွက်တောင်းခံထားတဲ့ American Dollar 1.1 billion အနက်က134လေးတန်းစနစ်ရာခိုင်နှုန်းအောက်သာရရှိထားပါတယ်လို့ Mr. Markoluki Khosi ပြောကြားချက်ကို UNOCHA မြန်မာကဖော်ပြပါတယ် ရမုံငွေအလင်းများမရရှိခဲ့ဘူးဆိုရင်တမောင်းများစွာသောပြည်သူလူထုဟာသူတို့ရေးတကြီးလိုအပ်နေတဲ့အကူအညီတွေရရှိနိုင်ကြမှာမဟုတ်ဘူးလို့ဖော်ပြပါဗျ။မိဘဖွဲ့စည်းတွေဟာလိုအပ်တဲ့အတိုင်းအတာအကျင့်အရေးအတွက်နဲ့ရည်သွေးပြောရတဲ့အကူအညီတွေမပေးအပ်နိုင်တော့တာကြောင့်လူသက်ပေါင်းများစွာဟာအနေရရှိတယ်လို့ဆိုထားပါတယ်ရှင်။နောက်ထပ်တင်ပြပေးဦးမယ့်သတင်းကတော့ Safe Hospital Safe Healthcare Campaign အတွက်လက်ရှိချိန်ထိ3400ကျော်69ရာခိုင်နှုန်းရရှိထားတဲ့သတင်းပဲဖြစ်ပါတယ်။ Safe Hospital Safe Healthcare Campaign အတွက်လက်ရှိချိန်ထိ3400ကျော်69ရာခိုင်နှုန်းရရှိထားပါတယ်။ဘီကင်းသောဆေးရုံတရုံစားပြည်ရန်31ရာခိုင်နှုန်းသာလိုတော့တယ်လို့ဇွန်လ25ရက် Spring Crawford ကအသိပေးဆိုထားပါတယ်။ SCF မှာ Safe Hospital Safe Healthcare Campaign အတွက်လက်ရှိချိန်ထိ3400ကျော်69ရာခိုင်နှုန်းရရှိထားပါပြီ။ဘီကင်းသောဆေးရုံတရုံစားပြည်ရန်နောက်ထပ်3000ကျော်သာလိုတော့တာမို့အလုံးအတူဝိုင်းဝန်းပါဝင်ဖြည့်လိုက်ရင်အချိန်မီပြည့်နိုင်ပါတယ်လို့ဆိုထားပါတယ်။ Safe Hospital Safe Healthcare Campaign ကို American Dollar 4သိန်းအမှန်ထက Campaign ကလမေလ24ရက်နေ့မှဇွန်လ30ရက်နေ့အထိသတ်မှတ်ထားပါတယ်ရှင်။နောက်ထပ်တင်ပြပေးအောင်မဲ့တဲ့ရင်ကတော့စာရေးဆရာ Editor ချုပ်ငိမ့်အေးအိမ်ရဲ့ဇာပနခန်းနာကိုဒီကနေ့ရေဝေးတုတ်တက်မှာကျင်းပတဲ့တဲ့ရင်ဖြစ်ပါတယ်။စာရေးဆရာနဲ့ဝိုင်းရနိုင်ငံရေးသမားတဦးဖြစ်သူငိမ့်အေးအိမ်ရဲ့ဇာပနအခမ်းအနားကိုဒီကနေ့ဇွန်လ25ရက်နေ့နေ့လယ်7:00နာရီမှာရွေးဝေးတုတ်တန်ကခမ်းမဆောင်အသင်းမှာကျင်းပခဲ့ပါတယ်။ မြန်မာ postmodern စာပေလောကမှာထင်ရှားသူဖြစ်တဲ့အပြင်1990ပြည့်နှစ်ဝင်းကျင်ကာလတုန်းကတရပူမဂဇင်းခေတ်ကာလမှာ editor ချုပ်ဖြစ်စီစဉ်ဆောင်ရွက်ခဲ့သူစာရေးဆရာညိမ့်အိအိဟာပြီးခဲ့တဲ့ဇွန်လ23ရက်နေ့ကကင်ဆာရောဂါနဲ့ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။အမည်ရင်းဥကြုတ်ဦးဖြစ်တဲ့ညိမ့်အိအိဟာကွယ်လွန်ခြင်းမှာအသက်69နှစ်သားရှိသေးပြီးသူရေးသားခဲ့တဲ့ဝိတုဒ္ဓဝိတုရှိ essay ဓာတ်ပုံ essay 73အုပ်နဲ့အဝိုင်းအောင်ဆောင်ရွက်များရဲ့မိုးဆက်ပုံမြင်စာအုပ်ဟာ postmodern စာပေနှစ်သက်သူတွေကြားမှာဩဇာကြီးမှခဲ့ပါတယ်။ဆရာငိမ့်လို့တလီတစာခေါ်ဆိုကြတဲ့ငိမ့်အေးအိမ်ဟာဗမာပြည် community party ရဲ့ပါတီဝင်ဟောင်းဖြစ်တဲ့အပြင်ငိမ့်ချမ်းရဲ့တပ်ဖွဲ့ NDA ၊ကချင်ရဲ့ဖွဲ့ဝင်တအူးလည်းဖြစ်ပါတယ်။ဒါအပြင်1996ခုနှစ်မိုင်းရပြည့်ရေးခင်းမှာလည်းပါဝင်ခဲ့တဲ့အတွက်ကျင်းကြခံခဲ့ရလို့နိုင်ငံအစ်စင်သားဟောင်းတအူးလည်းဖြစ်ပါတယ်။ငိမ့်အေးအိမ်ဟာစာပေရုပ်ရှင်စတဲ့အမှုပညာအတိုင်းဝန်းမှာလူရှိလူခင်များသူတအူးဖြစ်ပါတယ်။ သူရဲ့နောက်ဆုံးခေတ်မှာဗမာပြည် Community Party အဖွဲ့ဝင်ဟောင်းများနဲ့ကချင်ဒူးဒေသကအဖွဲ့ဝင်တွေလည်းလိုက်ပါပို့ဆောင်ခဲ့ကြပြီးပြည်သူပန်းချင်းတွေပန်းခွေတွေနဲ့စီကားခဲ့ပါတယ်။သူရဲ့ကျွန်းချမ်းရစ်တဲ့ရုပ်ကလပ်ကိုမိသူကျိုးခဲ့တာဖြစ်ပြီးကွယ်လွန်ချိန်မှဇနီးဒေါခင်မအင်းနဲ့အတူသမီးတဦးမြစ်တဦးချမ်းရစ်ခဲ့ပါတယ်ရှင်။ဆေးစုထိန်ချုပ်ထားတဲ့ page တွေကို Facebook ကရေးယူတာမြစ်ပို့ Defend Myanmar Democracy နေနဲ့ Matter ကိုတရားဝင်စာပေးပို့မဲ့တဲ့ရင်ကိုဆက်လက်တင်ပြပေးပါမယ်။ စေအုပ်စုထိန်းချုပ်ထားတဲ့ page တွေကို Facebook ကအေးအေးယူတားမြစ်ဖို့ Defend Myanmar Democracy နေနဲ့ Matter ကိုတရားဝင်စာပေးပို့မယ်လို့ကြေညာပါတယ်။2021ခုနှစ်မှာ Facebook မှာရှိနေတဲ့မြန်မာစေအုပ်စုနဲ့စေအုပ်စုထိန်းချုပ်မှုအောက်ကနိုင်ငံပိုင်မီဒီယာနဲ့ဆက်ဆက်မီဒီယာတွေကိုတားမြစ်ပိုက်ပင်လိုက်ကြောင်းကြေညာချက်တခု Facebook ကထုတ်ပြန်ခဲ့ပါတယ်။ဒါဖြင့်ပြသထားတဲ့ page တွေကဘာကြောင့်ဆက်ပြီးအသက်ဝင်နေသေးတာပါလဲလို့ Defend Myanmar Democracy ကဖော်ပြပါဗျ။စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာန၊ဟိုတယ်နဲ့ခီးသွွားလိုက်ဝန်ကြီးဌာန တရားစတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဝန်ကြီးဌာနအဂတိလိုက်စားမှုတပ်ဖြည့်ရေးကော်မရှင်ဓမ္မဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနစတဲ့ base တွေကပဲစေုပ်စုအတွက်ဝါကြဖြန့်ချိမှုတွေလုပ်ပေးတာစေုပ်စုအတွက်အတုအယောင်တရားဝင်မှုတွေအတွက်လုပ်ပေးတာဝင်ဝေရပါရလန်းတွေဖန်တီးပေးတာစာရာတွေကိုဆက်ပြီးလှူဆောင်ပေးနေတာဖြစ်တယ်လို့ဆိုပါတယ်စီအိုစုနဲ့ပတ်သက်တဲ့ page တွေကိုတားမြစ်ဖို့ matter ကိုပိုင်းထားရှိတဲ့မူဝါဒတွေကိုတိုက်ရိုက်ချူဖောက်နေတာဖြစ်ပါတယ်။ ဒါဖမ်းမြန်မာဒီမိုကရေစီအနေနဲ့မတားကိုတရားဝင်စာပေးဖို့ပြီးအေးအေးယူဆောင်ရွက်မှုတွေလှုံ့ဆော်ပေးဖို့တောင်းဆိုသွားမှာဖြစ်ပါတယ်လို့ဖော်ပြပါတယ်ရှင်။ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့ KNP ရဲ့ Lucent Hope ဒေါ်လာရုပ်ရှင်ကိုဇူလိုင်16ရက်နေ့ထိ online လက်မှတ်များရောင်းချသွားမယ့်သတင်းပဲဖြစ်ပါတယ်။ KNP ရဲ့ Lucent Hope ဒေါ်လာရုပ်ရှင်ကိုဇွန်လ24ကနေ့ဇူလိုင်လ16ရက်နေ့ထိ online လက်မှတ်တွေရောင်းချသွားမယ်လို့သိရပါတယ်။လက်မှတ်ရောင်းချခြင်းကနေရရှိလာမယ့်ငွေကြေးများ ကင်းနီပြည်ရှိဒေါ်လင်းရဲပေါ်များနဲ့ဆစ်ဆောင်ပြည်သူများအတွက်ဆက်လက်ကူညီထောက်ပို့သွားမှာဖြစ်ပါတယ်။လက်မှတ်များအားဝယ်ယူထောက်ပို့နိုင်မဲ့ FR ဖွဲ့စည်းများနဲ့နိုင်ငံလိုက်ငွေကြေးများအားသက်ဆိုင်ရာ page မှာဖော်ပြထားပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတော့တာကီနဲ့ကိုခန့်တို့မှပြပို့ထားတာဖြစ်ပါတယ်ရှင်။